မင်္ဂလာပါကလေးတို့ရေဒီနေ့ဖပြမဲပုံမြင်နေရတော့လင်းယုံတကောင်ရေပုံမြင်ဟိုးရှိရှိတော့ငါတောင်ဆောင်ကြီးရဲ့နေရာတစ်ခုမှာလင်းယုံငယ်အတိုက်တစ်ခုရှိတယ်ကွအဲ့ဒီလင်းယုံငယ်အတိုက်တဲမှာချီမားတဲ့အုတ်ကြီးလေးလုံးရှိနေတာပေါ့ မှာတော့ပြင်းအားကြီးတဲ့ငလျင်ရဲ့လှောက်ခတ်မှုကြောင့်လင်းရုံအတိုက်တွေကဥတလုံးဟာ တောင်ဆောင်ကနေတလိမ့်လိမ့်ဆင်းသွားပြီးတောင်ချင်းမှာရှိတဲ့ရွာလေးတရွာကချက်ချက်နဲ့ကို ရောက်လွတ်သွားတာပေါ့ချက်ဒီဟာအတိတရားရဲ့စိတ်ဆောင်မှုကြောင့်ဒီဥကိုသူတို့ဆောက်ရှောက်ရမယ်ကာဝေရမယ်ဆိုတာအလိုလိုနားလေကြတယ် ကျမကြီးဟာဥကိုမြင်နာနဲ့သူ့ရဲ့ကျဥကလေးလိုပဲထင်တာပေါ့ဒါကြောင့်အသက်ကြီးတဲ့ကျမကြီးဟာတောင်းဝင်ယူပြီးလေယောင်ငတ်ဥကိုကာကွယ်ဆောက်ရှောက်တယ်ဒီလိုနဲ့တနေ့မှာတော့လေးယောက်ငှက်ဥဟာအချိန်တန်လာတော့ကွဲအပ်ပြီးအထဲကနေလှပတဲ့လေးယောက်ငှက်ကလေးပေါက်ဖွာလာတာပေါ့ ါပေမဲ့လေးုံငှက်ကလေးဟာ သူစနေပေါက်ဖွာလာတာကျမကြီးရဲ့ဝတ်ကျင်ကဆိုတော့သူ့ကိုသူချက်ကလေးလိုပဲထင်နေတယ်။ဒါကြောင့်ချက်ကလေးတွေအစာပေါက်တယ်လို့ပေါက်တယ်။ချက်ကလေးတွေအစာရှာတယ်လို့လိုက်ရက်တာပေါ့။သူ့ကိုသူလည်းချက်ကလေးလိုပဲထင်နေတာပေါ့။ ူရဲ့ပင်ကိုဇာတိလေးယောက်ငှက်ဖြစ်ပေမဲ့လည်းသူရဲ့ကြည်ပြင်းရာဒေတာပုံဝင်ကျင်ကြောင့်လေးယောက်ငှက်လေးဟာသူကိုယ်သူစက်တကောင်လိုပဲတတ်မှတ်လို့နေတာပေါ့ကွယ်လေးယောက်လေးဟာသူ့အခုနေတဲ့သူ့အတိုင်းမြုံနဲ့သူနဲ့အတူတူနေထိုင်ကြည်မြင်ခဲ့တဲ့ကြက်မိသားစုကို အလွန်ချစ်ခင်တွေ့တာတဲ့ကွယ်ဒါပေမဲ့လည်းသူဟာ သူ့ရဲ့ပင်ကိုမူလလေးရောင်ငှက်ရဲ့ဇာတိမန်စစ်ဆောင်မှုလေးရလဲသူ့မှာရှိနေခဲ့တာပေါ့တနေ့တော့လေးရောင်ငှက်ပေါက်ကလေးဟာချက်ကလေးတွေနဲ့အတူကွင်းမြင့်ကြီးထဲမှာဆော့ကစားနေခဲ့တယ်အဲ့ဒီချိန်ကောင်းတဲ့အမြင့်မှာဝဲပြက်နေတဲ့လေးရောင်ငှက်အုပ်စုကိုချက်ပေါက်ကလေးနဲ့တူတူ ဆော့နေတဲ့လေးရောင်ငှက်ကလေးဟာ မြေပြင်ကနေမြင်တွေ့လိုက်ရတာပေါ့ဒီတော့လေးရုံငက်ကလေးကအိုးသူတို့လောငါလည်းပြန်တက်ချင်လိုက်တာငါစိတ်ထဲမှာအယံကိုပြန်ကြည့်ချင်တာပဲဒီလိုပြောလိုက်တာပေါ့ဒီတော့သူ့ရဲ့စကားကိုကြားတော့ရတယ် ဲ့သူ့ကိုယ်သူပြန်လို့ရတယ်မသိဘူး။ तू ကချက်ကလေးနဲ့အတူတူမွေးလာတာဆိုတော့သူ့ကိုယ်သူကလေးရောက်နဲ့လို့မထင်ဘူး။ချက်ကလေးလို့ပဲ तू ကထင်လို့မပြန်မပြန်တက်ဘူးလို့ပဲ तू တွေးတာပေါ့။သူ့ရဲ့စကားကိုကြားတော့အတူတူစော့နေတဲ့ချက်ကလေးတွေကသူ့ကိုဝိုင်းပြီးရီစားကြတယ်။မင်းကလည်းဘလို့လောက်ပြီးသူတို့လိုပြက်နိုင်ပါလေသူတို့ကလေးုံညက်တယ်လေမင်းကကြက် ကျက်ဆိုတာပြက်နိုင်တဲ့အမျိုးမှမဟုတ်တာကျပောက်ကလေးတွေကဒီလိုဝိုင်းပြောကြတာပေါ့လေးအောင်ငက်ကလေးဟာသူ့အမျိုးအဆွေတွေပြက်နှင်းသွားရာတိမ်လွာပြင်ထက်ကိုမျောငေးကြည့်ရင်သူတို့နဲ့အတူတူပြန်တန်းလိုက်ပါသွားလို့စိတ်ကူအိမ်မက်တွေမက်ပြီးကြံ့ရစ်ခဲ့တာပေါ့လေးအောင်ငက်ကလေးဟာနောက်ပိုင်းမှာ ပြန်နှံလို့တဲ့ဆန္ဒတွေအကြင်ကြင်ဖြစ်ပေါ်လာတိုင်းလေဘေးကချက်တွေဝိုင်းပြောကြတယ်မဖြစ်နိုင်ပါဘူးကွာစိတ်ကူမြင်နေစမ်းမနဲ့မင်းဟာချက်ပေါက်ကလေးပဲချက်ပေါက်ဆိုတာမပြန်တက်ဘူးချက်တေးဆိုတာပြန်တက်တဲ့အမျိုးမဟုတ်ဘူးဒီလိုပြောဆိုတဲ့စကားကိုပဲအမြဲကြားရတာပေါ့ ဒီလိုကြားရဖက်များလာတော့တကယ်ပြန်သန်းနိုင်တဲ့ငှက်မျိုးဖြစ်ပါရဲ့နဲ့လေးရောင်ငှက်ကလေးဟာသူ့စိတ်ကူအိမ်မက်တွေကို အကောင်တဲ့ဖော်ဖို့ဆက်ပြီးမကြိုးစားတော့ပဲရက်ပစ်လိုက်တာပေါ့ကွယ်နောက်ဆုံးတော့သူ့ရဲ့ဘဝအချိန်တွေကိုစက်တကောင်ရဲ့ဒလိစရာအတိုင်းနေထိုင်သွားခဲ့တာပေါ့ဒီလိုနဲ့ပဲလေးရောင်ငှက်ကလေးဟာ ြစ်နေငယ်ကြမှာတော့ဒီတိုင်းသိဆုံးသွားတာပေါ့ကွယ်ကလေးတို့ရေပုံမြင်လေးရတော့ဒါပါပဲနော်ပုံမြင်ပေးချင်တဲ့သင်ငန်းစာကတော့ကိုကိုကိုလေးုံငှက်လို့အမြင့်ကိုပြန်နိုင်မယ်လို့ယုံကြည်ရင်ပြောင်းကြိုးစားပြီးပြန်တန်းလိုက်ပါကွယ်ဘေးကပြောဆိုတတ်တဲ့လူတွေရဲ့စကားကို ဘယ်တော့မှနားယောင်ပြီးကဘွားရဲ့တက်လန်းကိုကိုပိတ်ပင်မမစူးစားပါနဲ့ကွယ်ဒီနေ့တော့ဒီလောက်ပါပဲနော်